အင်းဆိုတဲ့စကားလုံးကိုမမှန်ကန်ကန်ပြလို့တုံးလို့ရလေဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်ပထမတစ်ခုပင်ဆိုတဲ့စကားလုံးရဲ့အသေးပဲကဖြစ်တယ်လို့အသေးပဲပါလာပြန်လို့ရတယ်ပေါ့နော်ဒါပထမသုံးပုံသုံးနည်းနော်ဥပမာအဖြစ်ဖုံပင်ခွန်ဖမကျွန်တော်ကမြန်မာလူမျိုးဖြစ်တယ်အဲ့လိုမျိုးနော်ခေါပင်ခရူတူကဆရာဖြစ်ပါတယ်နော်ခေါပင်แม่ผมတူကကျွန်တော်အမေဖြစ်ပါတယ်အဲ့လိုမျိုးပုံစံပေါ့နော်ပင်ဆိုတဲ့စကားလုံးကိုဖြစ်တယ်လို့မှတ်လို့ရတယ်ဒါပထမတစ်မျိုးနော်ဒုတိယတစ်မျိုးကပါလဲဆိုတော့ဒီကရိယာ ายะอันเน่ามา ป็นสุดแสกลงเทไรเดส่วนยินตัดแต่สุดแต่ติแบบผิดตัวเลยอุปมาอาพิ่กินเป็นส่วนยินซาตัดแต่เนาะทำเป็นส่วนยินเราตัดแต่เนาะขับเป็นส่วนยินมองตัดแต่หอบีเนาะเอลตีปฐมกริยาเนี่ยเป็นจ่าเทมันนั่งกูเทโลยาเลยปอนเนะอุปมาอาพิ่ซาตัดแตส่วนยินกินเป็นตัดเป็น แม่มองซาตัดแตส่วนยินกินขนมเป็นยามเนาะตีแต่ยังเห็นซาตัดแตส่วนยินกินอาหารจีนเป็นอะไรมีปองแสงยามเนาะมองตัดเตส่วนยินขับ ป็นแล้วกามังตะแต่ส่วนนี้ขับ รถเป็นตัวละติกริยาเนี่ยเป็นจาเทมากุลโลตะแต่อายากุเทราปอเนาะขับ รถเป็นกามังตะแต่เนาะติสังเกตซีตะแต่ส่วนสังเกตมังตะแต่ส่วนแล้วขับมอเตอร์ไซค์เป็นอะไรมีปงสัยยังไงเนาะ တီလောက်တတ်တယ်ဆိုရင်လည်းทําเป็นตาလည်းတည်တိုင်းပဲတီဟာကိုလောက်တတ်တယ်ဆိုရင်ทําอันนี้เป็นเนาะတီအလောက်ကိုလောက်တတ်တယ်ဆိုရင်ทํางานนี้เป็นအဲ့လိုမျိုးပုံစံရမယ်เนาะတီထိုင်ဟင်းချက်တတ်တယ်ဆိုရင်လည်းทําอาหารไทยเป็นတွေ့လားတီဟာလေးကိုတီးပြီးဆိုတာ ਨੇ ကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေသွားပြီပေါ့เนาะပင်ကိုအခုလောလောဆယ်ကျွန်တော်တို့မှတ်တာပဲတဲ့မျိုးလဲနှမျိုးဟုတ်ပြီเนาะပထမတစ်ခုကเป็นဖြစ်တယ်เนาะဒုတိယတစ်ခုကเป็นတတ်တယ်ဟုတ်ပြီเนาะဒီနှစ်ခုကိုတေချာလေးမှတ်ထားပြီးရင်ကျွန်တော်တို့အတွက်ဒီလိုအပ်တဲ့ညမှာအသုံးပြုလို့ ရအောင်ပါဟုတ်ပြီနော်ကေဝဲဒီလိုမျိုးပုံစံလေးတွေကအများကြီးရှိတယ်ပေါ့နော်ဒီဟာလေးတွေကိုတေချာလေးအားလုံးလေ့လာခြင်းနဲ့နော်ဒီထိုက်စကားကိုလုံးဝအခြေခံကနေကောင်းကောင်းလေးပြောတတ်တဲ့အထိလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ20ရက်နေ့ထိုက်စကားပြောတည်တန်းတင်တန်းရှိမှာဖြစ်ပါတယ်ပေါ့နော်ဒီလုံးဝစာကြောင်းတေစာပုံကားစဒီဟာဒီအားလုံးလေ့လာမှာဖြစ်ပါတယ်ဟုတ်ပြီနော်တပိမဲ့ဒီထိုက်စာကိုတော့90ကနေ80ရာခိုင်နှုန်းရထားဖို့တော့လိုအပ်ပါတယ်နော်ဘာလို့လဲဆိုတော့ဒီထိုက်စကားပြောတည်တန်းတင်တန်းမှာအတန်ထွက်တွေကိုကျွန်တော်တို့ဒီထိုက်လို့ရေးပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါနော် မြန်မာလိုဘာလို့မရေးတာလဲဆိုတော့မြန်မာလိုရေးရင်အတန်ထွက်ကဘလို့မပီအောင်ထွက်လို့မရဘူးပေါ့နော်တရားရခံတော့တူအောင်ရေးလို့မရတဲ့အတွက်ကြောင့်ပါပေါ့နော်တချို့ကလည်းဒါဆိုရင်ကျွန်တော်ကျမတို့ကထိုက်စာလည်းမရတဲ့လူတွေကတက်လို့မရတော့ဘူးပေါ့နော်ဟုတ်ပါတယ်နော်ဒီထိုက်စာလုံးဝမရတဲ့လူတွေအတွက် ကျွန်တော်တို့ဒီနောက်နှစ်တင်မှာတော့စီစဉ်ပေးပါမယ်ပေါ့နော်ခုလိုလိုစေကဒီထိုက်စာကိုခုနစေကနေရှိစေရခိုင်တော့ဒီရထားပြီးနော်ဒီထိုက်စာကားကိုစနစ်တကျလေးပြောတတ်ခြင်းနဲ့ဆိုတဲ့လူတွေအတွက်ကျွန်တော်တို့စီစဉ်ထားခြင်းဖြစ်ပါတယ်နော်ဖေးရှက်မစင်ဂျာမှာလည်းအသေးစိတ်မေးမြန်းလို့ရပါတယ်ဒီနေ့အတွက်ဒီလောက်ပါပဲနော်ဖုန်ဂျိမ်းဆော်ဒီခရပ်